စုံမဲမဲမျက်နှာလို့ချနာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွင်နေတဲ့ဇင်ဖန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်ရနေ့အစည်းအဝေးအနေနဲ့ဒီကနေ့မေလ29ရက်နေ့မှာမွေးနေ့ပြင်းပြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်နေအတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုအမတ်ရနေ့အစည်းအဝေးအနေနဲ့ထုံးတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ မတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြည်ဦးနေသစင်ဖတ်ကကိုကျုံဖုံးဟောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ကိုကျုံဖုံးဟောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့တောင်တွင်းကြီးကမခင်မြဝင်မန္တလေးကမအေမျိုးတန်အမရပူရာကတိန်ကြီးပဲခူးကနန်းဤဖြူအင်းတကောကမမယာခက်ခက်ခိုင်လလခိုင်အေးအေးအောင်စမ်းမြတ်သူနေကြီး စွန့်န်တီလင်းတို့ကအပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ရှင်။ကိုကျွန်းဘုံဟောင်းရဲ့မွေးနေ့အတွက်ကိုသစင်ဖန်မိသားစုတွေကလည်းမွေးနေ့စုမုံကောင်းနေတောင်းဆိုပြုပေးထားပါရဲ့။ဆက်လက်ပြီးတော့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့စင်ကာပူမှာနေတဲ့ကိုရာစာဆိုရင်ဒီနေ့မှပြည်မြောက်တဲ့33နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါရဲ့။ကိုရာစာဆိုရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်စနီးမဲ့နွယ်ကြီးမွန်ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့။ ဝင်းနေရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ချစ်တော်အမျိုးသားလေးရင်မွေးနေ့မဆပြီးရောတဲ့နောက်နှစ်ပေါင်းများစွာအသက်ရှင်ကျန်းမာပျော်ရွှင်ပါစေဒီအမျိုးသမီးလေးကိုတဲ့ဒီထက်မကအလိုလိုက်ပြီးဘေးမှမမမမတ်ရက်တည်ပေးပါတဲ့ရုံးမြေချချက်သွန်းကြမယ်နော်ဆိုပြီးမွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ပြည့်မြောက်တဲ့ပြုံးလေးသစင်ဖန်ကကိုကျွန်းဘုံဟော်နဲ့စင်ကာပူကကိုရံဆောင်စိုးရုံးရဲ့မွေးနေ့အကြွက်ကို အမတ်တရားနဲ့အစီအစဉ်ရနေပြီးတော့မွေးနေ့စုံမကောင်းလေးတောင်းစုပြုပေးကြပါရစေ။တောင်းရပျော်ရွှင်မွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။အလုံခန့်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့စုံမကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။မတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ပြင်းလွင်ကမအေးအေးရဲ့ဒီနေ့မှပြင်းပြောက်တဲ့38နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မအေးအေးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့အမရပူရာကတင်ကြီးချင်းပြည်နယ်ကမေလင်းနှင်းမိုးပွင့်မိထီလာကနေထူးတဲ့နေကြီးတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ပြင်းဦးလေးမှနေတဲ့မအေးအေးရဲ့မွေးနေ့အကြောင်းကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့စုံမကောင်းလေးတောင်းစုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေစပြီးတော့ကျန်းမာပျော်ရွှင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့စုံမကောင်းလေးတောင်းစုပြုပေးလိုက်ပါရနော်။ မတရားနေ့အစည်းအဝေးမှာမွေးနေ့ရှင်တွေအတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုထုံထွင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ထမှန်ပြီးတော့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုထုံထွင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့။ချစ်သူရဲ့နှစ်ပတ် စ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့ရှမ်းပြည်နယ်တောင်ကြီးမှာနေတဲ့အေးတီတာပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူကိုချင်းမင်းဦးနဲ့ဒီနေ့မှပြေးမြောက်တဲ့တနည်းနဲ့ခုနှစ်လပြည့်ချစ်သက်တန်အတွက်ကိုကိုရိုင်မေးပန်ဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ထာဝရသစ္စာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပန်ဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ နေပြည်တော်မှာနေတဲ့အကျုံနန္ဒပဲဖြစ်ပါတယ်တော့တော့ချက်စနီးစပယ်လှိုင်နဲ့ဒီနေ့မှပြင်းပြောက်တဲ့တနင်္ဂနွေမင်္ဂလာနှစ်ပတ်လည်အတွက်ကို ကိုရိုင်းမဲပောင်ဝင်တောင်းဆိုထားပါတယ်ချက်စနီးတို့စကားလက်ဆောင်တွေကတော့အခုတနင်္ဂနွေကစပြီးရောတဲ့နောက်ကြောင်ရောက်လာမယ့်နှစ်ပတ်လည်တိုင်းမှာအမြဲတမ်းအနာမရှိနေပေးပါမယ်တဲ့တယောက်ပေါ်တယောက်တစ္ဆာရှိရှိနဲ့ရွှေလဲတွဲသွားကြမယ်ဆိုပြီးစကားလက်ဆောင်တွေပါပေးထားပါတယ်ရှင် ီနေ့မှနှစ်ပတ်လည်ပြင်မြောက်ကြတဲ့ချစ်သူစုံတွဲတွေ အားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာအထိချစ်ချင်းများစွာနဲ့လက်တွဲတော်နိုင်ပါစေကျုံလာသည်မအခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပြလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရောအမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ အမတရားနေ့အစီအစဉ်ကို နေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီစင်ဖွင့်ပရိသတ်တွေအားလုံးကအမတရားနေ့အစီအစဉ်မှာ ကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးကြတဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6939 1639နဲ့3998993 9999တို့မှာတုံးရဲ့ကြိုတင်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သစဉ်အဖန်ပရိသတ်များအားလုံးပဲတရားပြောရှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။